ကဲနံပါတ်၁စိတ်ပိသိမှုဖြစ်တဲ့အကြောင်းအရာတွေကနံပါတ်၁ကိုယ်ပိုင်ဘဝရွေးချယ်မှုပုံစံတွေကြောင့်ဖြစ်တယ်။နောက်တစ် negative self talk ကိုကိုကိုအဆိုးမြင်တယ်။ငါဒီစီးပွားရေးလောက်တာညံ့လိုက်တာ။ဟာလူမှုဆက်ဆံရေးမှာတော်တော်အားနေတာပဲ။စကားပြောမတက်ဘူး။ငါဒီစာတွေကြက်လို့မှတ်လို့လည်းမရဘူး။ဇံပွဲတွေလည်းဖြီလို့မအောင်။ငါမိတ်ဆွေလည်းမရှိပါဘူး။အရင်တော့ပြည်လေတော့ငါမိတ်ဆွေလို့ထင်ခဲ့တယ်။အခုမိတ်ဆွေလည်းမရှိဘူး။ ငါကူကလူတွေကိုမဆက်ဆံတတ်တာဘုသူပြပြောနေကိုယ့်ကိုပြပြောနေတာအတ္တနုဝါဒဘေးဆိုင်နေကိုယ့်ကိုအမြဲတမ်းပြစ်တယ်နေဟုတ်ပလားဗျာနော်အဲ့ဒါဖြည့်ရှင်းစရာနေလဲတခုတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီကိုယ့်ကိုပြစ်တင်နေတာတော့ဒါဒီပြောလို့ retreat လုပ်တယ်ပေါ့ပြန်ပြန်ပြီးကိုယ့်ကိုပြန်ပြန်ပြီးတော့ release ပေါ့ပြန်ပြန်ပြီးကိုယ့်အကိုဒီအဆိုးတွေနဲ့ negative sense negative view တွေနဲ့ကိုယ့်အကိုပြန်ပြီးတော့ဒီမှာ negative self talk ကိုကိုပြန်ပြီးအပြစ်တင်နေတာပေါ့ဗျာအရာသကားနဲ့ပြောရင်အဲ့ဒါတွေကိုသတိထားရမယ်ဟာကိုကိုကိုပြန်ပြီးအပြစ်တင်တာတွေများနေလားဒီကြရင်အဲ့ဒါတွေများရင် stress တွေကများလာမှာပဲဘာဖြစ်လို့ stress ဖြစ်စေတဲ့အကြောင်းတရားတွေကိုဒီလိုတော့စဉ်းစားမိနေတာဟုတ်ဟုတ်တယ်မလားဗျာအဲ့ဆိုဝိတက်သုံးပါတယ်ဆိုဘာဝိတက်ဖြစ်မလဲဗျာဘာသာဝိတက်တို့အာဝိတာဝိတက်တို့ဒီလိုတွေဖြစ်မှာပေါ့ဟုတ်ဘူးလားကဲနောက်တစ်ခုဒီလို mind trap trap ဖြစ်နေတာစိတ်ကထောင်ကြတယ်ဒီအာယုံနဲ့ရင်ထွက်နိုင်တယ် ဒီအစိုးအာယုံကိုမြဲအမ်းပြန်ပြန်ပေါ်တယ်ပေါ်မဲ့ထင်ပါတယ်အမားလောက်ခဲ့မိတဲ့အခါနော်အခက်ခဲတဲ့ဂျုံရက်ကအဲ့ဒီအမားတန်နေရည်တဲ့ကိုတို့ရစိတ်တွေပိတ်လောင်တာလားဘသူပိတ်လောင်တာကိုယ့်နှကိုပြန်ပြီးပိတ်လောင်တာဒါဝိပဿနာရှိတတ်တဲ့ကြလွယ်တယ်ပေါ့ဗျာဒီစိတ်ဖြစ်ရင်ဖြစ်နေမှန်းသိဆိုတော့ဒါဒီပြေတို့ထွက်ပေါက်တစ်ခုရပါတော့ဒီစိတ်ကိုတဏှာမာနာဒိဋ္ဌိကနေပြီးတော့လွတ်အောင်ယုံတာအဲ့ထွက်ထပ်ပေါက်ပိတ်ထားတဲ့ဘသူတို့တဏှာမာနာဒိဋ္ဌိနဲ့ပိတ်ထားတာ အေဒါမမအေဒါဟန်တွေအေဒါမေအတ္တငါပဲငါဥစ္စာပဲငါရဲ့စိတ်တွေပဲလို့ဒီလိုပိတ်ထားလေဟုတ်တယ်မလားတဏမာနာဒိဋ္ဌိနဲ့ပပင်သာတရားတွေဒီစိတ်အဆိုးကြီးတဲ့ပဲဒီတော့ထောင်ကြဒါကိုစိတ်ထောင်ကြတယ်လို့ခေါ်တယ်လူထောင်ကြလဲရှင်မြတ်စိတ်ထောင်မကြရင်လွတ်တယ်အာရောဂရသတ်မှာကြည်လေတန်လောင်းဣဒံမေနစိတ်ထောင်မကြတဲ့အခါမလွတ်ဘူးလားအဲတချို့ကျတော့လူကအပြင်မောက်တာရှိနေတာစိတ်ကထောင်ကြတာမိုင်းထရပီအဲ့ဒါသတိထားရမယ်အဲ့ဒီဟာတွေကြောင့်ဒီလိုရောပါဖြစ်တယ် အရှင်များတို့တပီတော့အခုဘာကြောက်တာသင်လဲဆိုတော့မြန်မာပြည်ကရမ်းရှင်လူပြည်သူအားလုံးဟာ trauma ပေါ့စိတ်တဟန်ရသွားကြတယ်။ဟိုကုစားဖို့နီလန်လေဒီလိုဖုန်းကြီးတွေဘက်မှာလည်းအားနေတယ်။အဲ့တော့နိုင်ငံတကာဆရာဝန်ကြီးတွေနိုင်ငံတကာကျွမ်းကျင်တဲ့စေပညာဆရာဝန်ကြီးတွေကုပြီးဆိုတော့လည်းရှင်များတို့ဒါဈေးသိပ်ကြည့်တဲ့ဘာသာရေးတွေဖြစ်။အဲ့တော့တပီတော့တို့ကမျက်စောင်ပြအဆုံးမတွေရှိနေတာရှင်များတို့ဖုန်းကြီးတိုင်းဟာဆရာဝန်ပဲ။ဖုန်းကြီးတိုင်းဆရာဝန်ပဲ။စိတ်ကုဆရာဝန်တိုင်းပဲ။ ရှင်များတို့ကိုယ့်အကောလည်းကုပါမယ်သူများလည်းကုပေးရကုပေးတဲ့အခါနီလမ်းမှန်မို့လို့လေအဲ့ဒါကြောင့်ဒီလိုအရင်မြစ်ကိုရှာစိတ်ပိသိမှုဖြစ်တယ်အဲ့ဒါဘယ်လိုလုပ်လိုက်ပြောစရာလုပ်လိုက်တော့မရဘူးလူတွေအဲ့ဒါပြောမယ်ထင်လို့တီဗီတို့ကီဒီဗီတို့တွားတယ်ဘာတွေတွားတယ်ကလပ်တွေတွားတယ်နော်အရက်တွေဘာတွေတောက်ကြတယ်နော်ရှောက်ပြီးတွားတယ်ခီးတွေရှောက်ထွက်တယ်ယော်လာဆိုပသံကုံတော်ပဲဖတ်တယ်မပြောဘူးအဲ့ကြောင့်ပါသူတို့ရဲ့ကုစားနည်းဟာရင်းမြစ်ကိုမရောက်လို့ဖြစ်စေတဲ့အကြောင်းတရားကိုတို့ကတို့ပြန်မတွေ့လို့ တော့တို့ကမေးကြည့်မယ်ဘာတွေတွင်းနေလို့လဲဘလူတွေတွင်းမိလို့လဲတုံးဖို့စကားပြောရင်းနဲ့သူ့ရဲ့အမြဲတမ်းတွင်းနေတဲ့အကြောင်းအရာတွေကိုထပ်ထပ်ပြောလိမ့်မယ်အဲ့ဒါတွေကိုတပြည့်တော်တို့ကဖန်ထားပြီးတော့အဲ့ဒီဟာတွေကိုသူဖြည့်ရှင်းခံရမယ်အစိမ့်ပြည့်စုံမှုပြည်လဲဖို့ကတပြည့်တော်ပြင်ပနဲ့ကုပေးလို့မရသူကသူပြန်နားလည်သွားဖို့အရေးကြီးတယ်အဲ့တော့တပြည့်တော်တို့ကဒါတွေကိုကောင်းကောင်းသိဖို့လိုတယ်ဒါရင်းမြစ်တွေပဲဆိုတာနောက်တစ်ခု personality traits ပေါ့တပြည့်တော်ရဲ့ပင်ကိုဇေယိုက်ပေါ့မျက်စိမှုန်နဲ့ဒီမျက်စိမှုန်တာကိုနေရာတိုင်းသွားလို့ဆင်မပြေပါဘူး နားလေးတော့ပြိတဲ့ထဲမှာသွားလာတာလေအဲ့ဒါမျိုးပေါ့အာညံမကောင်းဘူးเนาะအလုတ်လုတ်တာလဲလေးတယ်အမျိုးမျိုးရှိလိမ့်မယ်တပည့်တော်တို့ကိုကိုဒီကိုဒီမှာအားနဲ့ချက်အနေနဲ့အများရှိကြတာပဲအဲ့ဒီဘက်မှာတပည့်တော်တို့ကကိုယ့်ရဲ့ personality ကိုကိုသွေးအမှုချင်းနေအားနဲ့ချက်ကိုတပည့်တော်တို့ကကိုယ့်အနေကိုပြန်ပြီးတော့အပြစ်မြင်နေတယ်ပေါ့နောက်တစ်ခုက lack of money ဒါကတော့ရှင်းတယ်ငွေကြီးချို့တဲ့ အမွဲတကထိတ်ခေါင်ဖုံမဲနောက်မှာ ပြာပုံကြီးပေါက်ရောဆိုတာမျိုးနော်စလေဥပုံညာရေးတယ်ရေးတယ်ပြတ်တဲ့တယ်မှာလေဟလာအဲ့တော့ဖို့ကျော်ပြာစုဆိုတာမျိုးလို့အာဘာဘာစဉ်းစားတဲ့ပသံဗေဒညာအမကောင်မပြည့်စုံဖုံကြီးတွေလည်းပြောမှာတင်ကန်းလည်းရောင်းစရာမရှိတော့ဟုတ်လားအဲ့ဒါမျိုးတွေဖြစ်မယ်အဲ့တော့လူတွေရောရမ်းရှင်လို့အကုန်လုံးပေါ့ဗျာဖြစ်လာကြတယ်လက်ကောမန်ဒီငွေကြီးချွတ်တက်လာတဲ့အခါမှာစိတ်ဖြစ်စီမှုတွေညားလာတတ်ကြတယ်ပေါ့ နောက်တစ်ခု family situations မိသားစုထဲမှာအိမ်တော်ကွဲတာတော့အိမ်မိသားစုထဲမှာတကြက်ကြက်ဖြစ်နေတာညီကိုမောင်နှမချင်းမတည့်တာဆွေမျိုးတွေရဲ့ယတနာတွေအိမ်ထဲကိုရောက်လာတာပါလေအပြင်မီးကအတွင်းမီးဖြစ်သွားတာအပြင်မီးကိုအတွင်းမီးယူပြီးမှွေးမိတာတွေပေါ့ဗျာဝိသကာတို့ဆုံးမလဲအပြင်မီးအတွင်းမီးမလုံးနဲ့ဆိုတာမျိုးအဲ့ဒါကိုလုံးမိတဲ့အခါ family situation တွေကမကောင်းတော့ဘူးအဲ့ဒီခါမျိုးမှာစိတ်ပိသိမှုတွေဖြစ်စေတယ်ဒါဆိုစိတ်ပိသိမှုဖြစ်စေတဲ့အကြောင်းတရားတွေ အဲ့ဒါနဲ့ stressor တွေဖြစ်လာပြီဆိုရင်အဲ့ဒါကိုယ်စိတ်ထဲမှာတောက်လျှောက်လောင်းနေတာအဲ့ဒါမိစတဲ့ဘာလောင်းနေပြီဆိုတော့အဲ့ဒါတွေပြောတာအဲ့အဲ့လောင်းနေတဲ့မိတွေကဘာကြောင့်လောင်းရတာတော့လောင်းသားတွေကဘာတွေတော့အခုတပည့်တော်ပြောတဲ့ဒီအကြောင်းအရာတွေကလောင်းသားတွေပဲအဲ့ဒါတွေကိုမိလောင်းနေပါဆိုအဲ့လောင်းသားတွေပြင်းပြထဲတော့မိကငြိမ်းမှလာပိုးတောက်ပိုးတောက်အဲ့ဒါတော့ဒီလိုလောင်းသားတွေမထက်မိဖို့အရေးကြီးတယ်လောင်းသားတွေကဘုန်းတဏ္ဍာမနာဒိဋ္ဌိကနေပြစ်ထဲအဲ့ဒါတော့ဒီလိုအဲ့ဒါတွေကိုဖြည့်ရှင်းဖို့ဆိုရင်တတိပဌာန်းနဲ့ဖြည့်ရှင်းရမယ် တော့မပြန်မဟွေရတာနဲ့ဖြည့်ရှင်ရတခုခုပေါ့ဖြည့်ရှင်ရနီလန်တခုရှိဖို့လေဒီတော့နက်ဖန်ကြောင်အဲ့ဒါတွေကိုဖြည့်ရှင်နည်းတွေကိုပြောမယ်ဒီနေ့ကဒီတော့နိုင်ငံတကာကပြောတဲ့ဟာကိုပဲပညာရေးဘက်ကိုပဲဒီတော့တောင်းအောင်မယ်ဟုတ်လားဗျာနော်အဲ့ဆို internet stressor တွေကိုရှင်များတို့ဒါသတိပြုဖို့လိုပါတယ်နောက်တစ်ခါ external stressors ပြန်မစိတ်ပိသိမှုတွေလည်းရှိတယ်ပေါ့ဘာတွေတော့ဗျာရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင် ်နောက်တစ်ခုကလူမှုဘဝချင်းဤတရားမှုအဘွဲစည်းတွင် ဖြစ်တည်မှုများမိသားစုအကြက်ဒီကာလအဓိကကြနေတော့ဘဝအစိတ်ပိုင်းများ နေရင်ဘဝတဲ့ကဒုက္ခများ physical environment အိမ်လေးကကျဉ်းကျဉ်းလေးအကျဉ်းကျဉ်းလေးမနေတတ်ဘူးဒီတော့အဖေဆိုရင်ရန်ကုန်ကလာပါဦးဦးစင်တို့ရန်ကုန်တရက်တော့မနေချင်ဘူးဘလို့ခေါ်ခေါ်မရဘူး တော့နေတဲ့သူကကြဲကြဲဝင်းဝင်းလေကောင်းလေတန်းနေနေတာပြမြို့နေရရင်ထောင်ကြတယ်လို့သူတို့စိတ်ထဲထဲမှာအလေလည်းမသွားဟုတ်လားမြို့ဆိုတာက မြို့စံလာလေတော့လူတွေမနေချင်လေပဲအဲ့ဒါပါဆိုတော့ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ပေါ့ဒါဒီလိုပါပဲပြောလို့ကြောင်းတစ်ကြောင်းသွားရတယ်ကြောင်းတစ်ကြောင်းမှာကိုနေနေရပုံစံမဟုတ်ဘူးနော်ခေါင်းဝါးဆံမတန်ဘူးနေရာတိုင်းကမတန်ဘူးချင်းရဘော်ဒီရေဘော်ဘော်ဒီရေချိုးရလည်းအဆင်မပြေဘူး ဆိုပါတော့အဲ့လိုပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာခက်ခဲတွေရှိသွားတယ်ပြောလို့ဖြည်းဖြည်းမှုတွေဖြစ်လာတယ်။မြန်မြန်ပဲပြောင်းကျင်တော့တယ်ဆိုတာမျိုးပေါ့။နောက်တစ်ခုကလူမှုဝန်းကျင်ရဲ့တာယာမှု social interaction ဒီလူမှုဝန်းကျင်မှာပြောလို့မတည့်တဲ့သူရှိတယ်။ဒီထဲမှာပြဿနာရှာတဲ့သူရှိတယ်။ရေးသားကိုအချောင်သမားရှိတယ်။အမြဲတမ်းတို့မိရှုံမိရှိတယ်။ဆိုပါတော့ပုဂ္ဂလတပ္ပယမမျှဘူးဗျာ။တရားတော်မရနိုင်ဘူးဆိုတော့ပြောမလို့ဟုတ်တယ်မလား။ပုဂ္ဂလတပ္ပယမျှဖို့အရေးကြီးလားမကြီးဘူးလားဗျာ။ အဲခုနကရှေ့ဟာတင်နာသနာတပါရပေါ့ဟုတ်လားအဲ့တော့ဒါပဲအစိမ့်မိသူမရှိပြီးတော့သူခိနောစိတ်တံသမာရိယတိချမ်းသာသက်သာအာထုံမရတာသမာရိယဖြစ်တာဟုတ်ဗျဟုတ်တယ်မလားအခုဒီဟာလေးအခက်အခဲတွေရှိနေပြီဆိုရင်ရှင်များတို့တရားတော်သမာရိတောင်ရဖို့မလွယ်ဘူးဆိုတော့ဒါတင်နာသနာတော့ပုဂ္ဂလတပါရတွေတို့ရောတော့ရှာဖွေဖို့လိုတာပေါ့မဟုတ်ရင်တို့ရောစိတ်မိသူတွေဖြစ်နေတာ ਨੇ သမာရိမရဘူးသမာရိမရရင် စိတ်မငြိမ်တာနဲ့ယုံနာတရားတွေကိုအမှန်တိုင်းမမြင်ဘူးဝိပဿနာဉာဏ်မှဖြစ်နိုင်ဘူးဒါကြောင့်ဒီလိုအခြေအနေတစ်ခုကိုပြင်ဆင်ရအောင်